ားလုံးမင်္ဂလာပါ UK Match Day Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတတ်တဲ့အောင်လာမင်္ဂလာပါဆိုတော့ Transfer Window ရဲ့အပြောင်းရွှေ့ကာလကတော့ဖြည်းဖြည်းချင်းနဲ့အခုကျွန်တော်တို့ July ကိုရောက်ပြီ July ဆိုရင်တော့ကျွန်တော်တို့ Transfer Window မှာစာချုပ်တက်တန်းကုန်ဆုံးတဲ့ကစားသမားတွေအသင်းကထွက်ပြီးတတန်းထတ်တိုးသူတွေရှိမယ်အပြောင်းရွှေ့တွေစက်တိုက်စားပြီးဥရောပပေါ်လုံးပွဲချုပ်ရဲ့အရေးပါတဲ့အချိန်။ဘာကြောင့်လဲဆိုတော့လာမယ့်9ရက်အတွင်းမှာ pre season 2ပွဲတွေတွားဖို့ရှိတဲ့အတွက်ကြောင့် transfer window ဟာဒီချိန်မှာအရေးပါတဲ့အပြောင်းအရွှေ့တွေဖြစ်လာပြီဆိုတော့ကျွန်တော်ဒီအပိုင်းမှာဖြစ်လာတဲ့ နောက်ထပ် Dandy Sofa အပြောင်းရွှေ့တွေအကြောင်းပြောပြခြင်းပါတယ်ဆိုအခုလက်ရှိမှာ Atletico Madrid ကကစားမ3ယောက်ကိုသူတို့ခေါ်ထားတယ် Real Betis အပါအဝင် Villarreal နဲ့ထိတ်တန့်အဆင့်ရှိတဲ့ကစားမ3ယောက်ကိုခေါ်ပြီးတဲ့အချိန်မှာသူတို့အသင်းကနောက်ထပ်အထွက်ကစားမတွေထပ်ပြီးတော့ကြီးညာခဲ့ပါတယ်စာချုပ်သက်တမ်းကုံဆုံးပြီးဖြစ်ကြတဲ့အဓိကဝါရင်ကစားမတွေဖြစ်တဲ့ကွင်းလယ်ကစားမ axel whistle ရဲ့ပြီးတော့မှနောက်ခံလူစီစာ escriza နဲ့ပဲနောက်ခံစားမ rinaldo တို့၃ယောက်စလုံးကို atletico madrid ကထွက်ခွာခွင့်ပြုလိုက်ပါတယ် axel whistle ကိုတော့ atletico madrid အသင်းကကာလာရှေချခေါ်ယူထားပြီးမှနောက်ဆုံးမှာ ထွက်ခွာခွင့်ပြုတာဖြစ်တယ်။အဲတစ်ဖက်ကလည်းစီဇာအစကွေတာကချက်စီတင်ကပြောင်းလာပြီးနှစ်နှစ်စာချုပ်နဲ့ဒီသက်မှာဆက်ရှိပြီးဒီကိုကသူ့ကိုထွက်ခွာခွင့်ပြုလို့နောက်ခံလူရိုင်နယ်တိုကလည်းအသင်းကထွက်ပါပြီးဒီစားမဆိုရင် Northern Forest အသင်းကိုပြောင်းရွှေ့ဖို့နှိစလျက်ရှိပြီးတော့ဒီကိုဟာအစောပိုင်းလုံးကလည်းသူတို့ရဲ့ဝါရင့်တိုက်စစ်မှု Angel Correa ကို Mexican Club ကိုထွက်ခွာခွင့်ပြုထားပါတယ် Saudi Arabia ရဲ့တန်းတက် Club ဖြစ်တဲ့ ်နီယွန်အသိန်းကားတော့လီယွန်အသိန်းရဲ့ဝိုင်းရင်တိုက်စင်မှုအသိန်းကောင်းဆောင်အလဇနာလက်ကဆက်ကိုခေါ်လိုက်ပါတယ်ဒီအသိန်းကလက်ရှိမှာဆော်ဒီပရိုလီမှာထိတ်တာအစင်ရောက်နိုင်ဖို့အတွက်ကစားမတဲ့ဒီကိုခေါ်ယူနေတဲ့အချိန်လီယိုမှာပြဿနာတွေဖြစ်နေတဲ့အတွက်ကြောင့်လက်ကဆက်ကိုရအောင်ခေါ်ယူခဲ့တာပါလက်ကဆက်ကအခုနီယွန်အသင်းနဲ့နှစ်နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်ဥရောပကလပ်တွေအားလုံးစိတ်ဝင်စားပြီးတော့ကြိုးပမ်းနေကြတဲ့ဘုံမောက်ရဲ့တောင်ပန်ကစားမအန်ထွမ်ဆမန်ညိုတယောက်ကလပ်က ထွက်ခွာမဲ့အရှိကနေပယ်ချပြီးတော့နောက်ဆုံးမှအသင်းနဲ့တက်တန်းထပ်တိုးလိုက်ပါတယ်ထော်တနာဟော့စပါမန်ချက်စတာယူနိုက်တက်ချယ်ဆီအသင်းတော်တော်များများစိတ်ဝင်စားတဲ့ဒီကစားမကိုဘုံမောက်ကတန်း90အထိဈေးတက်မှတ်တဲ့အတွက်အပြောင်းရွှေ့တွေအားလုံးပြက်ပြေခဲ့တာပါအခုလက်ရှိမှာတော့ဘုံမောက်အသင်းကသူတို့ရဲ့တောင်ပန်ကစားမအန်ထွမ်ဆမန်ညိုကို 2030ခုနှစ်ထိစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တယ်။ချက်စီသင်းကိုပြောင်းရွှေ့သွားပြီဖြစ်တဲ့ Joao Petro ကတော့အခု Club World Cup ပြိုင်ပွဲအတွက်အသင့်ဖြစ်နေပါပြီ။ Brazil မှာဆေးစစ်တဲ့ American ကိုတွားရောက်ပူပေါင်းပြီးတော့ချက်စီသင်းကိုရောက်ရှိသွားတဲ့ Joao Petro ကဒီပြောင်းရွှေ့မှာ Brighton က total 360ထိရမှာပါ။ ပေါင်55တန် plus အပူစုတင်းငွေ5တန်ဒါပေမဲ့ brighter အနေနဲ့ brazil တိုက်စစ်မှုကိုလူငယ်အသင်းဖြစ်တဲ့သူရဲ့အသင်းဟောင်း fluminis အသင်းကိုပြောင်းရွှေ့ချေတချို့ခွဲပေးရမှာပါအဲ့ပြောင်းရွှေ့ချေကတော့ပေါင်တီတမ3တန်းကျော်ခွဲပေးရမှာဖြစ်ပြီးတော့ fluminis ကလူငယ်ကစားမတယောက်ကိုရောင်းချတဲ့အတွက်အဲ့ပြောင်းရွှေ့ချေကိုရရှိတာဖြစ်တယ် အာစနယ်သင်းကလေသိုမက်ပါတီကိုထွက်ခွာခွင့်ပြုပြီးနောက်ခေပါရီဇာဘလကာကိုချက်စီကခေါ်ယူလိုက်ပါတယ်ခေပါကအာစနယ်သင်းကို ရောက်ရှိလာတဲ့အာထက်ထလက်ထက်ချက်စီကစားမတွေတဲက6ရောက်မြောက်ကစားမပါကပါရီစလာဘာကဟာအာစနယ်အသင်းနဲ့တူစာချုပ်ချုပ်ဆိုခဲ့ပြီးတော့သူ့ရဲ့ပြောင်းရွှေ့ခြေကပေါင်၅တန်ဖြစ်တယ်2019ခုနှစ်တုန်းက ရီယယ်မက်ဒရစ်အသင်းကိုပြောင်းသွားတဲ့ထီပိုကော့တွာနေရာမှာကက်ပါဟာပေါင်82တန်းနဲ့ကမ္ဘာစံချိန်တင်ကြီးနဲ့ပြောင်းရှိလာခဲ့ပြီးနောက်ချက်စီမှာရုန်းကန်ခဲ့ရတဲ့ပြီးခဲ့တဲ့ရာသီဘုံပေါက်မှာဆွမ်းဆောင်ရေးကောင်းပြသတဲ့ကက်ပါကိုရော်ဂျေးစာချုပ်9တန်းရှိတဲ့အတွက်မီကေအာတီတာကစီယုံချင်းကက်ပါရီဇာဘလကာကအာစနယ်ကိုရောက်လာတာပါဒီစားမှာကဂျွန်နမတ်73ဝစ်ဆင်မှာဖြစ်ပြီး ဒါဗစ်ရာယာရဲ့အရန်အဖြစ်အသင်းမှာဆက်ရှိမှာလည်းဖြစ်တယ်တစ်ဖက်ကဘာဆိုနာအသင်းကလည်းသူတို့ရဲ့အန်ထရူဖာတီကိုထုတ်ပြီးတဲ့အချိန်မှာနောက်ထပ်ကစားမလူငယ်ကစားမဆာဂျီဒိုမင်ဂက်စ်ကိုရောင်းချလိုက်ပါတယ်ဘာဆိုနာအသင်းကဆာဂျီဒိုမင်ဂက်စ်ကိုဒီနမိုဇာဂရက်အသင်းကိုယူရို၁တသမ၂သန်းနဲ့ထွက်ခွာခွင့်ပေးတာဖြစ်ပြီးတော့ဘာဆိုနာကဂျွန်30ရဲ့အပြီးမှာ အကယ်ဒမီကစားမှ၈ရောက်ကိုထွက်ခွာခွင့်ပေးတဲ့အန်ဆူဖာတီအပြီးမှာဒိုမင်ကက်စ်ကိုပါရောင်းချနိုင်ခဲ့တာဖြစ်တဲ့ဘိုင်မြူနစ်တင်ကလေးလီဝိုက်ဆာနေကယာတီကုံမှာထွက်မှာဖြစ်တဲ့အတွက်လိလက်သွမ်းပေးကျွန်းနံပါတ်၁၀ကိုသူတို့ရဲ့လူငယ်ကစားမှ မူဆီယာလာကိုပေးဖို့ဆုံးဖြတ်ခဲ့ပြီးတော့မူဆီယာလာကကျွန်မတ်ဆေကိုဝစ်ဆယ်မှာဖြစ်တဲ့ Northern Forest အသင်းကဘူတာဖူကိုအသင်းရဲ့ Brazil တိုက်စစ်မှု Iga Hesu ကိုခေါ်လိုက်ပါတယ်အသက်24နှစ်ရရှိတဲ့ဒီတိုက်စစ်မှုကို Forest က Club World Cup မတိုင်ခင်ကတရားဝင်စစ်ဆင်မှုပြုလုပ်ထားပြီးတော့ ပြောင်းရွှေ့ချေစေတန်းတဲ့နဲ့တရားဝင် ခေါ်ယူခဲ့တာဖြစ်တဲ့ Forest နေနဲ့သူရဲ့နောက်ခံလူ Nico William ကိုတတ်တန်းထပ်တိုးပါတယ်2029ခုနှစ်ဒီညာနောက်ခံကစားပါကိုကလပ်အသင်းက၄နှစ်တတ်တန်းထပ်တိုးလိုက်တာဖြစ်တဲ့ Brazil Club Flamengo အသင်းရဲ့အသင်းကောင်းဆောင် Garcia က ဖလာမင်ဂိုကထွက်ပြီးတော့ရုရှားကလပ်ဇင်နစ်အသင်းကိုပြောင်းရွှေ့ပါပြီဇင်နစ်ပီတာရက်အသင်းကိုဒါလက်ရှိမှာဖလာမင်ဂိုအသင်းကကာဆန်ကပြောင်းရွှေ့ခဲ့ပြီးပြောင်းရွှေ့ချေကတော့25တန်းဖြစ်ကြောင်းဖလာမင်ဂိုကအတည်ပြုပြီးတော့ဒီပြောင်းရွှေ့ကတရားဝင်ကြေညာနိုင်ပြီဖြစ်တဲ့ဝူဗာဟန်တန်ကလည်းပြီးခဲ့တဲ့ရာသီမှာဆယ်တာဗီဂိုကအငှားခေါ်ထားတဲ့သူတို့ရဲ့တိုက်စင်မှုယောဂန်စတန်လာစင်ကိုအပိသက်ခေါ်လိုက်ပါတယ်ဒီစားမကပြီးခဲ့တဲ့ရာသီမှာဝူဖ်မှာခြေစွမ်းပြခြင်း င် Wolf ကဒီကစားပွဲကိုပြောင်းရွှေ့ချေ23တန်းနဲ့အပိသက်ခွင့်ခဲ့တာပါပေါင်23တန်းအပြင်2029ထိစာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ် Cardiff City တင်းကနေထွက်ခွာလာတဲ့ Aaron Ramsey ကလည်း Mexico ကိုပြောင်းရွှေ့ပါပြီ Mexico Club Pumas အသင်းကိုပြောင်းရွှေ့มาဖြစ်ပြီးတော့34နှစ်အရွယ်ရှိတဲ့ Ramsey ကနှစ်နှစ်စာချုပ်ချုပ်ဆိုပြီးတော့မကြာမီတရားဝင်ကြီးညာသွားมาဖြစ်တယ် ဝက်ဆိုင်း United အသင်းကလည်းကူရုစ်ကိုရောင်းချဖို့နှိစက်နေတဲ့အတွက်သူတို့ဘက်က Daniel Cumming ကို Celtic ကခေါ်လိုက်ပါတယ်ဒီစားမကစာချုပ်တက်တန်းကုံဆုံးတဲ့အတွက်ဝက်ဆိုင်းကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်တစ်ဖက်မှာတော့ Fulham က Everton ကိုပြောင်းမယ်ဆိုပြီးသတင်းထွက်နေတဲ့ Kenny Tetti က Fulham အသင်းနဲ့ပဲတက်တန်းထပ်တိုးလိုက်ပါတယ်2028ထိ သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်ဒီကြားထဲမှာအပြောင်းရွှေ့ရဲ့ထိတ်တန်းအပြောင်းရွှေ့တွေကနီးစပ်ရာ close ဖြစ်တဲ့အပြောင်းရွှေ့တွေကိုကြည့်ရင် Tottenham Hotspur က West Ham ရဲ့ Ghana တောင်ပံကစားမှာ Mohamed Kudus ကိုခေါ်ယူနိုင်ဖို့အနီးစပ်ဆုံးရှိသွားပြီးတော့မကြာမီမှာအပြီးတက်နိုင်ဖို့ကြိုးပမ်းနေလို့ Personal Agreement ရရှိတော့မှာပါ ဝက်ဆန်နဲ့စပါချာပြောင်းရွှေ့ခြင်းညီရဖို့ရှိတယ်။မာကက်စ်ဝက်ရှိုးက United ကထွက်မယ်ဆိုရင်ပြင်ပကိုပဲထွက်သွားပြီးတော့နိုင်ငံခြားမှာဥရောပဝင်ခွင့်ရတဲ့အသင်းကိုပဲပြောင်းရွှေ့မယ်ဆိုပြီးတော့ ဖာဘီစီယိုကအတည်ပြုထားပါတယ်တစ်ဖက်မှာတော့လက်ရှိအနေအထားအရထော်တနာဟော့စ်ပါကရီချာလ်ဆင်ကို ထွက်ခွာခွင့်ပေးထားသလိုယွန်မင်းဆွန်ကိုပါ ထွက်ခွာခွင့်ပေးထားတယ်လို့ဆိုပါတယ်အာစနယ်တင်းနဲ့ဗစ်တီယိုကရက်စချာမှာပုဂ္ဂိုလ်ဆိုင်ရာသဘောတူညီမှုရရှိဖို့အနည်းဆက်ဆုံးရှိပါတယ်။အာစနယ်တင်းကဗစ်တီယိုကရက်စကို မကြာမီချိန်တွင်းမှာပဲတရားဝင်သဘောတူနိုင်ဖို့စပိုတင်းနဲ့ဆက်ပြီးညှိမှဖြစ်ပြီးတော့စပိုတင်းလစ်စပွန်တိုက်စစ်မှုကအာစနယ်အသင်းနဲ့2030ခုနှစ်တိ ားနှစ်စာချုပ်ပြီးလက်မှတ်ထိုးချေဘောနပ်စ်နဲ့ခံစားခွင့်တွေအလုံးကိုသဘောတူညီခဲ့ကြောင်းဖော်ပြထားတာလည်းဖြစ်တယ်။တစ်ဖက်ပါတော့ဘာစလိုနာက ရပိုင်းတွင်မှာပဲယမားကိုသူတို့ရဲ့ကျွန်းနံပါတ်10ဝစ်စင်ကွင်းပေးမှာဖြစ်ပြီးတရားဝင်ကြေညာမှာဖြစ်သလို Athletic Club ရဲ့တောင်ပန်ကစားမှာနီကိုဝီလျံကလည်းဘာစလိုနာကိုတေချာပေါက်ပြောင်းနိုင်မှာဖြစ်ကြောင်းဆိုထားပါတယ်။အချိန်ထဲမှာပဲလီဗာပူးရဲ့ဒါနောက်ခံလူခနာတေးကလည်းကလပ်အသင်းရဲ့စာချုပ်တစ်ကိုညှင်းဆန်ထားတဲ့အတွက်လီဗာပူးကတော့ သူကိုတန်း30လောက်နဲ့ရောင်းချဖွဲ့ရှိပြီးတော့လက်ရှိမှာခနာတီကို Real Madrid အသင်းကခေါ်ယူဖို့စိတ်ဝင်စားလျက်ရှိတယ်။ Bayern Munich အသင်းက Aston Villa အသင်းမှာကစားတဲ့ Man United ရဲ့ Marcus Rashford, Liverpool ရဲ့ Luis Suarez နဲ့ Cody Gakpo တို့အားလုံးကိုခေါ်ယူဖို့စိတ်ဝင်စားလျက်ရှိလို့လက်ရှိမှာ Arsenal အသင်းက Nuno Matuidi နဲ့ Ezio နှစ်ယောက်ဆုံးကိုကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့ဖော်ပြထားပါတယ်။ဒါတွေကစိတ်ဝင်စားစရာ ဒန်ဒီအပြောင်းရွှေ့နဲ့ဒီကလော့စ်ဖြစ်နေတဲ့အပြောင်းရွှေ့တွေအကြောင်းပါအားလုံးကျေးဇူးတင်ပါတယ်